မက်ဆေ့ချာမှာတစ်ဖက်လူနဲ့စကားပြောလိုက်တိုင်းတစ်ဖက်ကလူကားနေပြီးတော့ကိုနဲ့စကားပြောလိုက်တိုင်း तू ကပြက်ပြက်မသွားပဲနဲ့ဒီလိုမျိုးလေးပေါ့နော်ကျွန်တော်အလုံးလေးပေါ်ပေါ်လာအောင်ဒီလိုအလုံးလေးပေါ်လာအောင်လို့ကျွန်တော်လုပ်တဲ့နည်းလေးကိုမတိသေးတဲ့သူများအတွက်မျှဝေပေးခြင်းဖြစ်ပါတယ် ပထမဆုံးနေဖြစ်ကျွန်တော်တို့ကဒီအမီနူဘာကိုနှိပ်ပါနှိပ်ပြီးလို့ရှိရင် setting လေးကိုဆက်နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ကိုတစ်ချက် လက်ကလေးဆွဲလိုက်ပါလက်ကလေးဆွဲပြီးလို့ရှိရင်ကျွန်တော်တို့ကနေပြီးဒီအောက်မှာရှိနေတယ်ကျွန်တော်တို့ blue bell ဆိုတာရှိတယ်အဲ့ဒါလိုတစ်ချက်နှိပ်လိုက်ပါ blue bell လေးကိုနှိပ်လိုက်ပြီးဆိုရင်ကျွန်တော်ကတော့ all compensation can blue bell ဆိုပြီးလောက်ထားတယ်တချို့ကဒီနားလေးမှာ select compensation can ဖြစ်တယ်တချို့က နှစ်သိန်းဆိုပြီးတော့ဖြစ်နေရပေါ့နှစ်သိန်းဆိုလို့ရှိရင်တဦးတယောက်မှပေါ်မလာဘူးဆိုပြီးကျွန်တော်တို့ပြထားပြီးတော့ကျွန်တော် all compensation ကိုရွေးလိုက်ရွေးပြီးလို့ရှိရင်ကျွန်တော်ကဘတ်နဲ့ပြန်ပြီးတော့ထွက်လိုက်ပေါ့နော်ဘတ်နဲ့ပြန်ထွက်လိုက်ထွက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ကဘဒုကိုပဲကျွန်တော်လက်ထောက်ထောက်ပေါ့နော်ဒီနားလေးမှာကျွန်တော်တို့ကနေပြီးတော့ show at a blue bell ဆိုပြီးတော့ပေါ်တယ်နောက်တစ်ယောက်ကိုလည်းကျွန်တော်တို့လက်ထောက်လိုက်မယ်ဆိုလို့ရှိရင် show at a blue bell အဲ့ခလုတ်လေးကိုကျွန်တော်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့တငယ်ချင်းကကိုယ်နဲ့စကားပြောမယ်ဆိုလို့ရှိရင်ကျွန်တော် messenger မှာသူသူကိုမရှိတဲ့ချိန်မှာစကားပြောလို့ရှိရင်လည်းတစ်ချိန်လုံးသူ့ရဲ့အလုံးလေးကတက်တက်နေမှာပေါ့နော်အဲ့တော့ကျွန်တော်တို့တစ်ချက်ပြပေးမယ် show at a blue bell အော်အဲ့လိုမျိုးတောင်းကနေဆိုမျိုးအဲ့လိုမျိုးအဲ့အလုံးလေးကဒီအလုံးလေးကကိုမရှိတဲ့ချိန်မှာစကားပြောပြီးရင်သူစကားပြောတာမှန်လို့ရှိရင်ကိုယ့်ရဲ့ဒီ ဖုန်းရဲ့မျက်နှာပြင်မှာအဲ့လိုအလုံးလေးကတစ်ချိန်လုံးတက်ပြီးနေမှာပါအဲ့ဒါဆိုလို့ရှိရင်ကိုယ်လည်းအလွယ်တကူသိနိုင်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်